ကျေးမတော်မူကြပါစခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့နိုဝင်ဘာလ19ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေးပေါ်လာရမှာဒီ channel လေးကပြည်ပချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာ ပရမဆုံးတင်ဆက်ပေးခြင်းတာကတော့ American အပအဝင်နိုင်ငံတကာကဆောင်ရွက်နေတဲ့ကြားပြတ်နေနေလုပ်ငန်းတွေကိုပူးပေါင်းဆောင်ရွက်ရအသင့်ရှိနေပြီ။ကရင်ပြည်နယ်ရဲ့အခြားနေရာနှစ်ခုကိုငွေကြေးလိမ့်လေစင်တာများပြောင်းရွှေ့နေမှုအထူးသတိထားစောင့်ကြည့်နေတယ်လို့ NUG ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ American Airways နိုင်ငံတကာကဆောင်ရွက်နေတဲ့ကြားပြတ်နေနေရေလုပ်ငန်းတွေကိုပူးပေါင်းဆောင်ရွက်ရအသင့်ရှိနေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးစကွင်ရှိသူဦးနေဖုံးလက်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်ဒီကနေ့ NUG ကထုတ်ပြန်လိုက်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားချက်အစီအစဉ်စကုံးမြင့်ဆောင်2025မှာ၎င်းကအထက်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်အချက်ပါစစ်တကအာလာသိမ့်ပြီးနောက်ပိုင်းစစ်တက်လောက်ကနေကြားဆောင်တက်တွေကရာဇဝတ်လုပ်ငန်းတွေကိုအာနာသိန်းစစ်တပ်ရဲ့အကာအကွယ်နဲ့ပြန်လည်လုပ်ကင်ခဲ့ကြောင်းထို့ကြောင့်လက်ရှိအကြက်တင်းများရဲ့အတိတ်ကတရက်ခန့်မှာအကြမ်းဖက်စစ်တပ်သားဖြစ်ကြောင်း နိုင်ငံတကာကစိုက်ပါလိန်လယ်မှုတွေကိုနှိမ်နှင်းရန်ကြိုးစားလာတဲ့အတွက်ကြောင့်စစ်တပ်က KK ပတ်ကဲ့သို့သောငွေကြီးလိန်လယ်မှုစင်တာတွေကိုအယောင်ပြဖြိုခွင်းပြပြီးကရင်ပြည်နယ်ရဲ့အခြားနေရာနှစ်ခုကိုပြောင်းရွှေ့ကငွေကြီးလိန်လယ်စင်တာများပြန်လည်လေပတ်ရန်စီစဉ်နေမှုကို NUG ကအထူးတတိထားစောင့်ကြည့်လျက်ရှိကြောင်းဦးနေပွန်လက်ကဆိုပါတယ်။ရင်းပြင်းအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ American အပါအဝင်နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိနေကြောင်း ။ NUG အနေနဲ့လဲစိုက်ဘာလိမ်လည်မှုပြဿနာတွေကိုကင်တွယ်ဖြေရှင်းရန်နိုင်ငံတကာကိုဖိတ်ခေါ်လိုကြောင်း၎င်းကဆိုလိုက်ပါတယ်။ထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံတို့ကမြန်မာပြည်တွင်းနဲ့ပြည်ပမှာရှိတဲ့လိမ်လည်ဂိုင်းကောင်းဆောင်တွေကိုဖမ်းဆီးတရားစွဲဆိုရန်လှုံ့ဆော်တာ American နိုင်ငံက United States Scam Center Strike Force ဖွဲ့စည်းပြီးစိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေကိုနှိမ်နင်းဖို့ဆောင်ရွက်တာ။ရာဇဝတ်အဖွဲ့အစည်းတွေကိုစီးပွားရေးဆိုင်ရာပိတ်ဆို့အရေးယူတာပိုင်ဆိုင်မှုတွေကိုတင်းဆက်ဖို့အတွက်ဗန်ဒါယီဌာနကကြီးညာခဲ့တာ စတဲ့လှုပ်ဆောင်မှုတွေအပါအဝင်အိန္ဒိချင်းနိုင်ငံတွေဒေတာရင်းနိုင်ငံတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအားလုံးရဲ့ကြိုးပမ်းလှုပ်ဆောင်မှုတွေကိုကျေးဇူးတင်အတိမတ်ပြုပါရယ်ဒီလှုပ်ဆောင်မှုတွေပေါ်အမျိုးသားညီညွတ်ရေးအစိုးရနေဆက်ဖြတ်ကျော်မှုကိတက်ဖြတ်ရေးလုပ်ငန်းအဖွဲ့အနေနဲ့တိုင်းဒေသအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးချိတ်ဆက်ညီနိုင်ပူးပေါင်းဆောင်ရွက်ဖို့အသင်ရှိကြောင်းနဲ့နိုင်ငံတကာရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုအထောက်အကူပေးတော့မှာဖြစ်ကြောင်းအထူးလေးပြောကြားလိုပါရယ် စိုက်ဘာလိမ်လည်မှုလုပ်ငန်းပြဿနာတွေကိုကင်တွယ်ဖြေရှင်းဖို့အတွက်ကျွန်တော်တို့အစိုးရလက်အောက်မှာရှိတဲ့ရဲတပ်ဖွဲ့နဲ့ဒိုင်းတာတော်လိုင်းအဖွဲ့တွေအောက်မှာရှိတဲ့ရဲတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်မြင့်တင်ပေးနိုင်ဖို့အတွက်နိုင်ငံတကာရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းဖိတ်ခေါ်လိုပါတယ်လို့ဥနေဖုံးလက်ကဆိုပါတယ်မြန်မာနိုင်ငံမှာလူငယ်လူရွယ်များအနေနဲ့အလောက်ကင်ခွေးလန်းရှပလာချိန်မှာကြားဖြတ်စိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေကအလောက်ကင်တူများခေါ်ယူနေမှုတွေကိုအထူးသတိပြုကြရန် NUG ကတတိပေးပြောဆိုခဲ့ပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးခြင်းတကတော့ကဘာလုံးပြူပြက်ပြီးနောက်နေရီကစခန်းကိုအေအေကစနိုက်ပါလက်နက်ကြီးများနဲ့ပြစ်ခတ်တက်ခတ်ခဲ့ပြီးအကြံဖက်စစ်တဲ့ဘက်မှတေဆုံသူနဲ့ထွက်ပြေးသူတွေကရခိုင်ကားထက်ပိုရှိလာကြောင်းတင်ဆက်ပေးပါမယ်။နေရီကလေးချောင်းရံကာကွေပြူဟာစခန်းကကဘာလုံးကိုအရကတ်တက်တော်ကလက်နက်ကြီးများနဲ့တိုက်ခိုက်ဖြိုဖျက်ပြီးနောက်အေအေကစနိုက်ပါများလက်နက်ကြီးများနဲ့၎င်းစခန်းအားတိုက်ခိုက်မှုပုံမှုပြစ်လုလာနေတယ်လို့ဒေသရင်းစီတရင်ရှိမြစ်တို့ကပြောပါတယ်။ ကမ္ဘာလုံးကဒီ16ရက်နေ့ကလက်နက်ကြီးကြီးထိမှန်ပြီးပြိုသွားပြီးအေကနိုဝင်ဘာလ19ရက်နေ့ကတည်းကစနိုက်ပါနဲ့ RPG လိုမျိုးလက်နက်ကြီးတွေနဲ့စတင်တိုက်ခိုက်မှုတွေကိုပိုပြုလုံလာနေပါတယ်လို့ဆိုပါတယ်။ယခုကဲ့သို့အေစတင်တိုက်ခိုက်နေခြင်းကြောင့်ဂျမ်ဖတ်စစ်တပ်ဘက်မှထိခိုက်သိမ်းဆုံးမှုများလည်းရှိလာပြီးနောက်ဆက်တွဲအကျိုးရလအနေနဲ့စစ်သားများထွက်ပြေးမှုများလည်းပိုများလာနေတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ်။အခုလိုစစ်သားတွေနေရီကန်တောင်ပေါ်မှာပိတ်မိနေတာ လောက်နဲ့ချီရှိလာပြီးမှနေရီကန်ကိုစကင်တဲ့သဘောပါစစ်တပ်ကအကြမ်းအစုံးနဲ့ထွက်ပြေးမှုပုံများလာတယ်လို့တစ်ဖက်မှာလည်းလေချောင်းကနေရခင်ကထပုံမှုဘုံကျချလာတယ်လို့ပြောပါတယ်လက်ရှိမှာအေအေကပြစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြီးကြပြီးကဘာလုံးပြိုပြက်သွားပြီနော်နိုဝင်ဘာလ16ရက်နေ့ကလေဒီနဲ့ချပေးတဲ့ပစ္စည်းတုံများကိုကောက်ယူပြီးကဘာလုံးထဲမှာတုံလုံးရင်ပြင်ဆင်နေခြင်းမှာအေအေမှလက်နက်ကြီးများ ဒရုန်းများနဲ့ချိန်ကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်စစ်သားများသေဆုံးမှုများရှိနေပြီးထို့ထဲမှာဗိုလ်ကြီးအဆင့်ရှိသူတို့လည်းပါဝင်တယ်လို့အနာပိုင်များနဲ့နီးစပ်သူဗရန်ဒီတက်ကတူရဲ့ပြောကြားချက်ရသိရှိရပါတယ်။သေတဲ့စစ်သားတွေထဲမှာဗိုလ်ကြီးအဆင့်ရှိသူတယောက်သေတယ်လို့ကြားပါတယ်။စာနယ်ရိတ်ခါနဲ့စီးပစ္စည်းတွေအကုန်ပျက်စီးသွားတယ်လို့ကြားပါတယ်လို့ဆိုပါတယ်။ယခုလိုအေကနေရီကတောင်စခန်းကိုအချင်းအတော်တင့်ဖျက်တောက်ထားပြီးနောက် ယမနီးညကစပြီးစတင်တိုက်ခိုက်နေမှုကြောင့်တပ်ဖွဲ့ဝင်တချို့လည်းထွက်ပြေးမှုများရှိနေတယ်လို့တချို့လည်းသိဆုံးနေပြီလို့၎င်းကဆက်လက်ပြောဆိုပါတယ်။အချံဖစစ်တာနေကန်ကိုစစ်ကူရန်နီလန်မျိုးစုံနဲ့ထိုးဖောက်ကြိုးစားနေပေမဲ့လေတိုးစစ်စင်နေတဲ့အချံဖစစ်တဲ့စစ်ကြောင်းတို့မှာလမ်းဟောင်းပစီနဲ့လက်တက်ဂုတ်ကြီးတို့ကိုမကျော်နိုင်ပဲအင်းနဲ့ဒေါ်လာကြီးတပ်ဖွဲ့ရဲ့တိုက်ခိုက်ခြင်းကိုခံနေရတယ်လို့သိရှိရပါတယ်။တိုက်ပွဲဖြစ်ပွားရာအနည်းကပစီနောင်ရွာလှိုင်ရွာဂုတ်ကြီးစွန်တက်လင်းတဲ့ ်မြေလက်စတဲ့ကြေးရွာတွေကိုလေကြောင်းဂျက်ဝိုင်တွင်း drone လက်နက်ကြီးတို့နဲ့နေစဉ်ပစ်ခတ်နေပြီးကြေးရွာမှာရှိတဲ့နေအများစုမှာမီးလောင်ပြိုပြက်သွားကဒေသခံအများစုမှာရိုးပေါ်မှာဘေးလွတ်ရမှာတိတ်ရှောင်နေရတယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ရှေကုတ်ကမှထိုင်းဘက်ကိုထွက်ပြေးတဲ့နိုင်ငံခြားသား36ဦးဖမ်းဆီးခံရပြီးမြောက်ရီမြို့မှာလည်းထွက်ပြေးလာသူများနဲ့ဟိုတယ်များပြည်နယ်တွေက PGF ဌာနချုပ်နဲ့ကြီးရွာများမှာ အရေးကြီးကြားဖြတ်တရုတ်တတိတချို့ခိုးလုံးတွေကြောင့်တွင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်ရွှေကုတ်ကိုကြားဖြတ်မြို့တွင်မှထွက်ပြေးလာတဲ့နိုင်ငံခြားသား36ဦးကိုဒီကနေ့မနက်ပိုင်းထိုင်းအာဏာပိုင်တွေကဖမ်းဆီးရရှိလိုက်ကြောင်းနယ်စပ်သတင်းရင်းမြစ်များထံကနေသိရှိရပါတယ်။ဒီကနေ့နိုဝင်ဘာလ19ရက်နေ့မနက်ပိုင်းမြောက်ရီမြို့နယ်ရွှေကုတ်ကိုဘက်မှတောင်ရင်မြို့ကိုဖြတ်ကူ၍ထိုင်းနိုင်ငံဘက်အကြမ်း ဝမ်ဖကြီးရွာကိုရောက်ရှိလာတဲ့နိုင်ငံသား36ဦးကိုဖမ်းဆီးရရှိကြောင်းနိုင်ငံသားများထဲမှာတရုတ်ပါကစ္စတန်အိန္ဒိယနဲ့ဗီယက်နမ်နိုင်ငံသားများဖြစ်ကြောင်းသိရှိရပါတယ်။ရွှေကုတ်ကိုဘက်ကနေထိုင်းရွာဘက်ကိုကူးလာတဲ့နိုင်ငံသား36ဦးဖမ်းမိတယ်။ဗီယက်နမ်3ဦး၊ကာဇက်စတန်2ဦး၊နီပေါ်2ဦး၊ရဝမ်ဒါ2ဦး၊ဆူဒန်2ဦး၊ကင်ညာ7ဦး၊အီဂျစ်2ဦး၊ပါကစ္စတန်7ဦး၊အိန္ဒိယ2ဦးနဲ့တရုတ်နိုင်ငံသားတွေလည်းပါတယ်။ထိုင်းဘက်ကဖမ်းထားတယ်လို့ ၄၀တရင်ရှိမြစ်ကပြောဆိုပါတယ်။ရင်းပြည်ရွှေကုတ်ကမှထွက်ပြေးလာတဲ့ကြဖြတ်နိုင်ငံသားများမြောက်ရီမြို့ပေါ်မှာလည်းပြည်နေနေပြီးဟိုတယ်နဲ့တက္ကူကမ်းများလည်းပြည်နေနေကြောင်းရွှေကုတ်ကမှမြောက်ရီမြို့ဘက်ကိုကန်းကလင်းပင်ငားရင်ကလူတအုပ်ကိုထိုင်းပတ်တောင်းကျော်ဈေးပေါင်နေကြောင်းသိရှိရပါတယ်။အရေးကြီးတဲ့ထိပ်ပိုင်းတရုတ်တထင်းတွေကြဖြတ်တွေကိုတော့ BGF တွေကသူတို့ဌာနချုပ်တွေနဲ့ရွာတွေကိုခေါ်ထားတယ်။အခုကြံနေတာကရိုးရိုးကြဖြတ်အလုပ်သမားတွေကောင်တွေက BGF ကခေါ်ထုတ်သွားပြီး အခုရေမျောကန်းတင်ဖြစ်နေတာကတာမန်နိုင်ငံသားတွေဖြစ်နေတာကားကားတွေလည်းဈေးတက်တယ်အိမ်ငါးကားနဲ့ဟိုတယ်ကားတွေလည်းဈေးတွေတက်နေတယ်မြောက်ရီမြို့ပေါ်မှာလည်းဟိုတယ်တွေတဲခုကန်းတွေအပြည့်ပဲတချို့ကြားဖြန့်တွေကကြောက်ခတ်တို့ဘာလို့လို့နေရာတွေကိုပြေးကြတယ်လို့ကရင်စီးရီတရင်ရင်မြစ်ကပြောဆိုပါတယ်အကြံဖတ်စစ်တကကြားဖြန့်လုပ်ငန်းများမှာနေကြဆောင်တက်များနဲ့ညီညီရင်ယူထားတဲ့တိုင်းရင်းသားလက်နက်ကင်တက်ဖွဲ့များပါဝင်ပတ်သက်နေကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးချင်တာကတော့စစ်ကောင်စီတပ်နဲ့ BGF ခေါင်းဆောင်ပိုင်းတွေတွေ့ဆုံပြီးမဲ့မကြည်လေသေးချောင်းတင်ဆက်ပေးပါမယ်။ကြောက်ဖြတ်အရေးနဲ့ပတ်သက်ပြီးမြဝရီမြို့မှာနိုဝင်ဘာလ19ရက်နေ့ကစစ်ကောင်စီတပ်နဲ့ကရင်နယ်ကြားဆောင်တပ် BGF ခေါင်းဆောင်ပိုင်းတွေတွေ့ဆုံဆွေးနွေးရမှာအဆင်မပြေဖြစ်ခဲ့တယ်လို့ BGF နဲ့နှီးစပ်တဲ့သတင်းရင်းမြစ်ထံကနေသိရှိရပါတယ်။စစ်ကောင်စီတပ်ဘက်ကတာဝန်ရှိသူတွေနဲ့ BGF ခေါင်းဆောင်ဆွမ်းချစ်သူစွန်မှုသူတို့ကမြဝရီမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ ရွှေကုတ်ကိုမြို့တစ်ထဲဝင်ရောက်စစ်ဆေးတာနဲ့ပတ်သက်ပြီးမြို့ကိုထိန်းချုပ်ထားတဲ့ BGF ခေါင်းဆောင်စွတ်ချစ်သူကမကြည်မနက်ဖြစ်နေတယ်လို့ BGF နဲ့နှိစက်တဲ့သတင်းရင်းမြစ်တူကပြောပါတယ်။အဲဒီနောက်ယမနေ့နိုဝင်ဘာလ18ရက်နေ့ကရွှေကုတ်ကိုစီးနင်းမှုမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ BGF ဘက်ကပြောရေးဆိုခွင့်ရှိသူဘူမူကြီးနိုင်မောင်ဇော်နဲ့စွတ်ချစ်သူရဲ့တောင်းငယ်စွတ်ချစ်ချစ်တာတို့သာဥဆောင်ပါဝင်တာကိုတွေ့ရှိရပါတယ်။ ယမန်နေ့ကစီးနင်းမှုမှာတော့ရွှေကုတ်ကိုမြို့တဲကကြားဖြန့်လုပ်ငန်းလှုပ်ဆောင်နေတဲ့လုပ်ငန်းခွင်တချို့ကိုအယောင်ပြစစ်စစ်ဒါလို့ဝေဖန်ခံနေရပါတယ်ကြားဖြန့်လုပ်ငန်းသုံးကွန်ပျူတာတွေဖုန်းတွေနဲ့အတူတရုတ်နိုင်ငံသားအများစုအပါအဝင်နိုင်ငံခြားသားတွေကိုဖမ်းဆီးရရှိတယ်လို့သိရှိရပါတယ်စစ်ကောင်စီတပ်ရဲ့နိုဝင်ဘာလ19ရက်နေ့ထုတ်ပြန်ထားချက်အရရွှေကုတ်ကိုမြို့တဲကဝင်ရောက်စစ်ဆေးမှုအတွင်းမှာအွန်လိုင်းလမ်းကစားမှုအသုံးပြုနေတဲ့ဖုန်းအလုံးကြီး1000နီးပါးဆက်ဆက်ပစ္စည်းတွေနဲ့အတူ နိုင်ငံသားအယောက်346ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။စစ်တပ်နဲ့ BGF တို့ရဲ့ပူပေါင်းစစ်ဆေးမှုတွေဟာဟန်ပြလောက်တာဖြစ်ပြီးရွှေကုတ်ကိုမျိုးတွေကတချို့ကြားဖြတ်တရုတ်စိုက်တွေထဲမှာတော့အလို့သမားတွေကိုအပြင်ထွက်ခွင့်မပြုဘူးလို့သတင်းရင်းမြစ်တချို့ကဆိုပါတယ်။ BGF ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနိုင်မောင်စိုးရဲ့ပြောဆိုချက်အရရွှေကုတ်ကိုတဝိုက်မှာကြားဖြတ်လောက်တာအင်အား2000ဝန်းကျင်တည်ရှိနေတယ်လို့သိရှိရပါတယ်။ ကြဖြန့်ကိုလည်းဒီတစ်ခေါက်မှအပြည့်ရှင်းမယ်လို့စီးနင်းမှုမတိုင်ခင်တရက်မှာဘိုးမူကြီးနိုင်မောင်ဇော်ကကြွေးကြော်ထားပါတယ်။ဒါပေမဲ့ကရင်နယ်ကြားဆောင် တက် BGF အမတ်နဲ့စစ်တေသဌာနချုပ်ဖြစ်တဲ့မြောက်ရီမြို့နယ်မြောက်ပိုင်းကတိကတိစံပြကြီးရွာဒဲကိုကြားဖြန့်လုတ်ကင်နေတဲ့ KK ဖက်ကတရုတ်တတိထွေကို BGF ကခေါ်ဆောင်ထားတယ်လို့ကရင်တတိရင်းမြစ်ကပြောပါတယ်။ BGF အမတ်နဲ့စစ်တေသမှုဘိုးမူကျုံစောတင်ဝင်ထိချုပ်တဲ့တိကတိစံပြကြီးရွာဒဲမှာ အဆောက်အအုံတစ်တချို့တဝက်တိဆောက် ပြီးစီပြီးဖြစ်ပြီးလိုအပ်တဲ့ဆောက်လုပ်ရေးပစ္စည်းတွေကိုရွှေကုတ်ကိုမြို့ကနေတက်နယ်နှစ်တစိပ်ပါတဲ့ရင်တွေနဲ့တည်ယူပို့ဆောင်လာတယ်လို့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလကိုဘိုက်ကစတင်ပြီး BGF ဗိုလ်မှူးချုပ်စောတင်ဝင်းထိန်းချုပ်နေမြေတဲကကီကီဖက်ကိုစစ်ကုံစီတက်ကမိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။ကီကီဖက်ကိုဝင်းရောက်စီနီတာနဲ့ပတ်သက်ပြီးဗိုလ်ချုပ်စောတင်ဝင်းကမတက်တာလို့သာခွင့်ပြုပေးရတာဖြစ်ကောင် စစ်တပ်ရဲ့လုပ်ရတွင်းနဲ့ပတ်သက်လို့မကြင်နဲ့ဘူးလို့ခရင်သတင်းရင်းမြစ်ကပြောပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ကစစ်ကောင်စီကကျင်းပခဲ့တဲ့နှစ်90ပြည့်ခရင်ပြည်နယ်နဲ့အခမ်းအနားမှာစောချစ်သူစောမို့တို့တက်ရောက်ခဲ့ပေမဲ့စောတင်ဝင်းကတော့တက်ရောက်တာမရှိခဲ့ပါဘူး။ KK Park မှာတရုတ်နိုင်ငံသားနေပါပြီးမြန်မာနိုင်ငံသားတွေပုံများကဆက်လက်မလုဆောင်ဖို့စစ်တပ်ကဖိအားပေးခဲ့တာကြောင့်အဲ့ဒီဒူရီကိုနေရပြန်ခိုင်းလိုက်တယ်လို့ စောတင်ဝင်းကဒေတာရင်းတရင်ဌာန KIC ကိုဖြေကြားထားတာရှိပါတယ်။စောတင်ဝင်းဟာကြားဖြတ်လုပ်ငန်းတွေဆက်ဆက်တဲ့ဆိုပြီး American အစိုးရနိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာန OFAC ရဲ့ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းပိတ်ဆို့အရေးယူတာကိုခံထားရသူပါ။ကြားဖြတ်နေနေရေးနဲ့ပတ်သက်ပြီးသဘောထားမှတ်ချက်ရဖို့ BGF ဘုံမှုချုပ်စောတင်ဝင်းနဲ့ဘုံမှုကြီးနိုင်မောင်စိုးတို့စီကိုဖုန်းနဲ့ဆက်သွယ်ပေမဲ့အဆက်အသွယ်မရရှိခဲ့ပါဘူး။ကရင်နယ်ကြားဆောင်တက် BGF က ရွှေကုတ်ကိုမှကြားဖြတ်နေနေဖို့တော့ဆိုပြီးဒီနေ့အစပိုင်းကအထူးအဖွဲ့တွေဖွဲ့စည်းထားခဲ့ပေမဲ့ကြားဖြတ်လုပ်ငန်းတွေပပျောက်သွားတာမရှိဘူးလို့ရွှေကုတ်ကိုတရင်းချင်းမြစ်တွေကဆိုပါတယ်မြောက်ရီမြို့တောင်ဘက်က BGF ထင်းချုပ်ထားတဲ့မေထော်တလီရွာအနီးကနေမိန်ဇိုးနဲ့ကြွကြားတဲ့ KK Pack ကြားဖြတ်ဝင်းတွေကိုပြီးခဲ့တဲ့အော်တိုဘာလကစတင်ပြီးစစ်ကောင်စီတပ်ကစီးနင်းရမှာ KK Pack ထဲကတရုတ်အပါအဝင်နိုင်ငံခြားသားတွေနဲ့မြန်မာနိုင်ငံသားတွေဟာထွက်ပြေးခဲ့ကြပါသေးတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးချင်တာကတော့မြန်မာနိုင်ငံမှာတရားမဝင်ကုန်သွယ်ရေးနဲ့ကြားဖြတ်ငွေလိမ်လုပ်ငန်းများမှာငြင်းချင်းရယူထားတဲ့တိုင်းရင်းသားလက်နက်ကိုင်များနေကြားဆောင်တပ်များကြောင့်ဖြစ်တယ်လို့မင်းအောင်နိုင်ရဲ့ဇော်မင်းထွန်းကတလီတန်တဲ့အပြစ်ဖို့ခဲ့ကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာနေဆက်ကိတ်များပိတ်ထားရမှုတရားမဝင်ကုန်သွယ်ရေးများကြီးထွားလာမှုနဲ့ကြားဖြတ်ငွေလိမ်လုပ်ငန်းများမှာငြင်းချင်းရယူထားတဲ့တိုင်းရင်းသားလက်နက်ကိုင်များနေကြားဆောင်တပ်များကြောင့်ဖြစ်တယ်လို့မင်းအောင်နိုင်ရဲ့ဇော်မင်းထွန်းက တလီတန်တဲ့အပြစ်ဖို့ပြောဆိုလိုက်ကြပါတယ်။နိုဝင်ဘာလ16ရက်နေ့မော်လမြိုင်ခီးစဉ်အတွင်းအကြံဖတ်မင်းအောင်လိုင်ကမြန်မာနိုင်ငံမှာတရားမဝင် ကုန်သွယ်ရေးများဆောင်ရွက်နေသူတွေဟာညီချင်းကြီးရယူထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြောင်း၎င်းတို့ရဲ့ကိုကျိုးစည်းဝါအတွက်တရားမဝင်ကုန်သွယ်မှုများမှာပါဝင်ပတ်သက်လျက်ရှိကြောင်းအပြစ်တင်ပြောဆိုခဲ့ပါတယ်။နေဆက်ဒေသတွေမှာတင်းငိမ်အေးချမ်းမှုအားနဲ့လာတဲ့အတွက်တချို့သောနေဆက်ဂိတ်တွေကိုပိတ်ထားရကြောင်း အကျိုးသောဝန်ထမ်းများညီချင်းကြီးရယူထားတဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့နိုင်ငံတော်အပေါ်တစ္ဆာစောင့်တိမှုမရှိဘဲ၎င်းတို့ရဲ့ကိုကြိုးစည်းပွားအတွက်တရားမဝင်ကုသွယ်မှုများမှပါဝင်ပတ်သက်လျက်ရှိကြောင်းထို့ကဲ့သို့တရားမဝင်ကုသွယ်မှုများဆောင်ရွက်ခြင်းဖြင့်နေဆက်ဒေသမှာရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကိုတတ်ဆိုးရှင်းနေမှာဖြစ်ကြောင်းမင်းအောင်လိုက်ကအပြစ်တင်သွားပါတယ်လာရူဒီကနေ့ထုတ်ပြန်တဲ့စစ်တပ်ရဲ့ဝါဒဖြန့်တဲ့ရင်းစာတွေထဲမှာကြားဖြတ်လုံငယ်များနဲ့ပတ်သက်၍ EAO, KNU, KNL နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့တချို့သော EAO များ၄ကြားဆောင်တပ်တွေကပါဝင်လျက်ရှိကြောင်းအကြမ်းဖက်ဇော်မင်းထွန်းကအပြစ်ဖို့ပါတယ်။၂021ခုနှစ်နောက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့မြဝတီမြို့နဲ့အလန့်ကွာဝေးတဲ့ခုနကနေမြေတွေမှာတိုင်းရင်းသားလက်နက်ကိုင် EAO, KNU, KNL အဖွဲ့ပြီးရင် NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့တချို့သော EAO အဖွဲ့တွေပြီးရင်၄ကြားဆောင်တပ်ဖွဲ့အမေရိကန်တပ်ဖွဲ့တွေ ဝင်ရောက်လောက်ကင်နေတာဖြစ်ပါတယ်။အဲ့ဒီလူတွေကိုပဲချင်းကပ်ပြီးတော့ကိုကျိုးရှာစီးပွားရေးတမန်တွေကအဲ့ဒီလူတွေနဲ့ဆက်ဆက်ပြီးတော့ဒီလုပ်ငန်းတွေကြားဖြန့်ကိုလုဆောင်နေတာ ဖြစ်ပါတယ်လို့အကြံဖတ်ဇော်မင်းထွန်းကဆိုပါတယ်။ရွှေကုတ်ကိုမြို့တင်မှာမြန်မာရထိုက် International Holding Group ကြောက်ခက်နေမြန်မာချောင်းခက် Gardy Resort Company တို့ကပါဝင်ပတ်သက်နေကြောင်းအကြံဖတ်ဇော်မင်းထွန်းကဆိုပါတယ်။အကြံဖတ်စစ်တပ်ကစစ်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာနေတဲ့တိုင်းပြည်မတည်ငြိမ်မှုများအတွက် တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းများမှအတိတ်ကတာဝန်ရှိကြောင်းပြစ်တင်ပြောဆိုမှုတွေကိုမကြခဏလုံဆောင်လေးရှိပါရခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းရဲ့သတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြင့်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချိန်တော်တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။